မင်္ဂလာပါရှင်။မတော်ချန်နယ်ကနေပြောပြန်လဲကြိုးဆိုလိုက်ပါရင်စကိုင်းတိုင်းဒေသကြီးမင်းကင်းမြို့နယ်ကဒေါက်တာခင်တူလင်နဲ့ပတ်သက်ပြီးတော့တရုတ်တန်ဖိုင်ထဲမှာတင်ဆက်ပေးပါမယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မတော်ချန်နယ်ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်ပြီးခဲ့တဲ့ရက်ပိုင်းကထပ်ပေါ်လာခဲ့တဲ့ရုပ်တန်ဖိုင်တစ်ခုဟာ လူမှုကွန်ရက်သုံးဆဲသူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။အဲဒီရုပ်တံဖိုင်ထဲမှာစကိုင်းတိုင်းဒေသကြီးမင်ကင်မျိုးနယ်ကနိုင်ငံသစ္စဖတ်အွန်ဒန်း DCS တို့မဟုတ် CDM ပြုတ်လုထားတဲ့ဆိုရက်စေးရုံအုပ်ဆရာအောင်မကြီးကို NUG လက်အောက်ခံပါလာဖအဖွဲ့တွေကအင်အားသုံးဝိုင်းဝန်းဖန်ဆီးခဲ့ရာဝေဖန်မှုတွေမြင့်တက်ခဲ့ရပါတယ်။မြေလက်အတန်တရင်ဌာနအပါဝင် PDF အဖွဲ့တွေကိုအားပေးဝန်းရံတဲ့မီဒီယာတွေကိုယ်တိုင်က နိုင်ငံသစ္စဖောက်ဝန်ထမ်း DCS ဖြစ်နေရဲ့ဆောင်းဝမကြီးခင်တူလင်းကိုပါလာဖအဖွဲ့တွေကဝိုင်းဝန်းဖန်ဆီးခဲ့တဲ့တရင်ကိုရှင်းသားဖော်ပြခဲ့ပါတယ်။အဲ့ဒီဖန်ဆီးခံရတဲ့ဒေါက်တာခင်တူတူလင်းဟာနိုင်ငံတော်အစိုးရကိုသစ္စာဖောက်ပြီးမင်းကြီးမျိုးနဲ့အတွင်းမှာလက်နက်ကင်တော်လန်ရေးလှုပ်ရှားမှုတွေလုပ်နေခဲ့သူဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒေါက်တာခင်တူတူလင်းကိုလက်နက်နဲ့ငွေကြေးပြန်မအပ်လို့အမှုဖွင့်ထားတဲ့အတွက်ဖန်ဆီးတာဖြစ်တယ်လို့ နိုင်ငံတော်အစိုးရကိုစန့်ကျင်နေရဲ့ NUG အဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ်။မင်းကြီးမျိုးနဲ့အတွင်ရှိလက်နေကိုင်းအဖွဲ့စည်းဝေးကြမှာအငင်းပွားမှုတွေထိတိုက်တွေးဆမှုတွေမကြာခဏဖြစ်ပွားခဲ့ပြီးပြီးခဲ့နိုဝင်ဘာလ17ရက်ကလည်းမင်းကြီးမျိုးနဲ့ရှိ လောင်းပြေရွှေမျိုးလောက်ကွဲနဲ့ပတ်သက်လို့စန်တာပြရမှာပါဝင်တဲ့ပကဖနဲ့ပအာဖခေါင်းဆောင်တွေအပါတော့ဦးကို PDF တရင်တဲကဖန်စီထင်ထင်ခဲ့ပူပါတယ်ဖန်စီခင်ရတဲ့ဒေါက်တာခင်သူသူလင်းဟာ အရှင်တော်ကမင်းကေမျိုးနဲ့ပါဖတောင်ဝကံဖြစ်ပဝင်လုံးကင်ခဲ့ဘူးသူဖြစ်ပြီးမြို့နယ်အတွင်းရှိ NUG လက်အောက်ခံပတုံလုံးအဖွဲ့တွေနဲ့အငင်းပွားမှုတွေရှိလာခဲ့ပြီးနောက်ဖန်ဆီးခံရခြင်းဖြစ်ပါတယ်။ဒေါက်တာခင်တူတူလွင်ကိုဖန်ဆီးရမှာမင်းကင်းပါလာဖအဖွဲ့ဝင်9ဦး6ဦးကဟာလက်ထိတ်ခတ်ဖန်ဆီးဖို့အင်အားသုံးဝိုင်းဝန်းကြိုးပမ်းခဲ့ပြီးလက်ထိတ်ခတ်ပြီးချိန်မှာလဲတရုတ်တိုက်ဆွဲခေါ်သွားခဲ့ရာဆီအောင်တူအပေါ်ပြုမှုဆက်ဆံပုံက ရိုင်းဆိုင်အယုတ်စုအစည်းတန်လုံးနယ်လို့ဆိုနိုင်ပါတယ်။လက်ရှိချိန်မှာဒေါက်တာခင်သူသူလင်းကိုအင်အားသုံးဖမ်းဆီးရတဲ့ပတ်သက်ပြီးတော့ NUG ကိုအားပေးဝန်ရံသူတွေကိုယ်တိုင်လူမှုကွန်ရက်မှာဝေဖန်ပြစ်တင်ရရဲ့ရှင်နေပါတယ်။မင်းကင်းຫນွေဦးတော်လိုင်ရဲ့အမည်ရှိ Facebook အကောင့်တစ်ခုကဆရာအမကြီးတောင်းဝန်ရှုတော့ကလည်းဟိုအဖွဲကမရလို့ဒီအဖွဲကနေလို့ဘာညာနဲ့အတန်တွေထွက်ကြတာသိတာပဲ။ဒါဆိုအခုလက်ရှိတောင်းဝန်ယူထားတဲ့သူတွေရောယောသားစူးစမ်းဖို့တခွားတွေလား။ ကိုမျိုးနေတဲ့ဂိတ်ပေါင်းစုံဖွင့်လှုပ်ချင်တာလှုပ်ရွှေမျောတွေက အခွန်တွေရှူတုံဖြုံးနေကြတာမြေရုပ်အထက်ပကဖမတိမ်မှုဆိုအခုဘာတန်ထွက်သေးလဲကြားတဲ့လူဖန်းတက်တာတွေမဟုတ်တာလှုပ်တာတွေမှာတပုံကြီးအေးအေးဆေးဆေးလိုက်ရအောင်မင်းတို့အချင်းသိလို့မလိုက်ရတာပေါ့ဟပေါင်စာဝေစာမျှစာတွေကြဘာတန်မှမထွက်ဘာမှမလှုပ်ကြပဲအခုဆောင်မကြီးကြမှနေပဲငက်ဆနိုင်ထက်စင်းနေလို့ငါးပြောပြတာအခုဆောင်မကြီးကိစ္စကြ ချက်ချင်းစာထုတ်ရှင်းနေနော်စိုက်တယ်ရှင်းရမှာထက်မိမယ်အခုပြဿနာတက်နေရဲ့ဝန်ကြီးချုပ်အတွင်းဝန်ဒေါ်ကြည်ပြလို့ကိစ္စမျိုးဘယ်လိုပြီးသွားမလဲဆက်ရှင်းမလဲသူဘလောက်အလွဲသုံးစားလုပ်ထားလဲစာနဲ့ဆက်ထုတ်ပြတာစောင့်နေမယ်လို့ဝေဖန်ရေးသားထားပါတယ်ဒေါက်တာခင်တူတူလင်းဟာ MBBS ဘွဲရဆောင်းဝန်ကြီးတူဖြစ်ပေမဲ့သူ့ကိုဖန်ထားတဲ့ပလဖအဖွဲကသူတွေဟာအကောင်လုံးပေါင်းမှ၃တန်းတောင်အောင်မှာမဟုတ်ဘူးလို့ဝေဖန်မှုတွေလည်းရှင်းနေပါတယ် လေးလာသူတဦးကတော့တမရော်အပေါ်တစ္ဆာဖောက်ခဲ့သူပဲဖြစ်ဖြစ်နိုင်ငံတော်အစိုးရပေါ်တစ္ဆာဖောက်ခဲ့သူပဲဖြစ်ဖြစ် အနာကက်အလားယာကမကောင်းဘူးဆိုတာဒေါက်တာခင်သူတူလင်ဖြစ်စဉ်ကတက်တည်ပြလိုက်တာပါပဲခင်သူတူလင်ဟာဆောင်းတဦးဖြစ်ပေမဲ့ဝက်ဖန်းတဲ့လူမျိုးအဖမ်းခံလိုက်ရတယ်2021ခုနှစ်မှာနိုင်ငံရေးပြဿနာတွေဖြစ်တော့အစိုးရဝန်ထမ်းပေါင်းတောင်းချီတိန့်ချီဟာ NUG နဲ့မင်းသားမင်းသမီးတွေရဲ့မျှော်လင့်ချက်အမှားပေးတာတွေဒါတွေကိုရှုံစားပြီးတော့ ိုင်ငံတစ္ဆဖဝန်ထမ်း DCS အဖြစ်ခံယူလုပ်ကင်ခဲ့ကြတယ်။အခုဆိုရင်အဲ့ဒီနိုင်ငံတစ္ဆဖဝန်ထမ်း DCS တွေဘယ်လိုမျိုးရှင်သန်နေထိုင်နေရလဲ။ဘဝတွေပြည့်နေကြရတယ်။အဲ့ဒီနိုင်ငံတစ္ဆဖဝန်ထမ်း DCS တွေကို NUG အဖွဲ့ကရောမင်းသားမင်းသမီးတွေကရောမတိကျကြုံလှုပ်လိုက်ကြတယ်။နောက်ဆုံးရလက်ကအိုးပြက်အိမ်ပြက်အလုတ်ပြက်နဲ့ဘဝပြက်တာပဲအဖက်တင်သွားတယ်။အခုဆိုရင်ဒေါက်တာခင်တူတူလွင်ဟာလေနိုင်ငံဝန်ထမ်းတွေကိုတစ္ဆာဖောက်ခဲ့လို့ တိုးတဲ့အကျိုးပေးတာပဲထင်မိရဲ့ဒါတော့အဖမ်းခံတာပဲရှိသေးရဲ့အငင်းပွားမှုတွေအညိုအတေးတွေကြောင့်ပါလာပအဖွဲတွေက အသက်ခံရတာမျိုးလည်းရှိလာနိုင်တယ်နိုင်ငံသစ္စာဖောက်ဝန်တန်းအဖြစ်ခံယူလောက်ကိုင်းတဲ့ရားလက်အကျိုးပဲလို့ပြောရမယ်လို့သုံးသက်ပြောဆိုခဲ့ပါတယ်နိုင်ငံတော်အပေါ်သစ္စာဖောက်တဲ့သူတွေဟာသစ္စာစိုးလိရှိတဲ့အတိုင်းမင်းကင်းဆောင်မကြီးဒေါက်တာခင်တူတူလင်ဟာလေတစ္ဆာဆူခဲ့တာဖြစ်တယ်လို့လူမှုကွန်ရက်တွေမှာဝေဖန်မှုတွေလည်းရှိနေပါတယ် အပြင်တခြားလိလာသူတအိုးကလည်းပါအဖအကျန်းဖက်တောင်းဝကန်ဟောင်းဖြစ်တဲ့တစ္ဆဖောက်လောက်ကောင်မှခင်သူသူလွင်ကိုမင်းကင်းပါလဖအကျန်းဖက်အဖွဲ့တွေကလူမဆန်စွာအင်အားသုံးလက်ထိတ်ခတ်ပြီးမတရားတရွတ်တိုက်အကျန်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတာမြင်နဲ့ကြားတဲ့အတိုင်းပါပဲနော်အဲ့တော့မင်းကင်းအဖွဲ့စည်းပေါ်တစ္ဆာဖောက်ခဲ့တဲ့တစ္ဆဖောက်လောက်ကောင်တွေရဲ့သွားရလမ်းပဲတစ္ဆာဆိုတာလို့လဲခေါ်တယ်လို့လမုတ်ကွန်ရဲမှာရှင်းသားဖော်ပြခဲ့ပါတယ်ခင်သူသူလွင်ကိုပါလဖအဖွဲ့တွေက အတင်းကျပ်ဖန်စီခံရချိန်မှာ၎င်းမွေးမြူထားတဲ့ခွေလေးတွေကပါလာဖာအခွဲဝင်တွေကိုဝိုင်းကိုက်ဖို့ကြိုပမ်းခဲ့ရာလူမှုကွန်ရက်တွေမှာခွေလေးတွေရဲ့တစ္ဆာရှိမှုကိုလည်းချီးကျူးပြောဆိုနေကြပါတယ်။ DCS ဝန်ထမ်းဖြစ်တဲ့ဒေါက်တာခင်တူတူလင်းကိုဗတ်တက်တွေအတင်းအကျပ်ဖန်ခေါ်သွားချိန်မှာတည်တက်တလောက်သခင်ကိုကာကွယ်ပေးရှာတဲ့အာဥလေးတွေကိုတနာမိပြီးကျန်တာကတော့အကိုပြုတ်တဲ့ကံပဲဖြစ်တယ်လို့ Facebook လူမှုကွန်ရက်မှာရှင်းသားခြင်းတွေရှိနေခဲ့ပါတယ်။ ဒေါက်တာခင်တူတူလင်းဟာနိုင်ငံရေးအပြောင်းအလဲတွေဖြစ်ခဲ့ပြီးနောက်ပိုင်းမှာနိုင်ငံသစ္စာဘဝန်တန် DCS အဖြစ်ခံယူလောက်ကင်ခဲ့ပြီးနောက်တောခုခဲ့တယ်လို့ PDF အဖွဲ့ဝင်နှစ်ဦးနဲ့အိမ်နောက်နှစ်ခါကြားခဲ့မှုတယ်လို့သိရပါတယ်။ခင်တူတူလင်းဟာဆောင်းတဝူဖြစ်တဲ့အတွက်အတတ်ပညာသာရှိပြီးအသိပညာမရှိတဲ့အတွက်ဘဝဆက်သိမ်းမလာပဲဖြစ်ခဲ့ရတယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။လေလာသူတဦးကလည်း PDF တွေကတလေးဆန်လို့တရွတ်ဆွဲပြီးခေါ်ခံလိုက်ရတဲ့နေပိတ်မှဒေါက်တာခင်တူတူလင်း 54နှစ်ဆိုတာမင်းကင်းစေယုံအုပ် DCS ပါမြစ်သားမျိုးနဲ့ကတဲကုန်းရွာသူစေယုံအုပ်ကြီးကနေတောခွသွားပြီး PDF ထဲမှာလင်းနှယောက်ရခဲ့သေးရဲ့ပတက်နဲ့နှစ်ခါညားတယ်ပေါ့အညာသားပတက်ကဆောင်းဝန်ဆိုပြီးရိုတည်မယ်လို့ထင်ထားသည်မတက်တက်ဆင်လွဲတယ်ပတက်နှစ်ကောင်ရဲ့ခြေတော်တင်ခံရပြီးဖဖို့ကြီးမှပြန်ထွက်လာပြီးတင်တော်ရွာမှာစေကံလေးဖွင့်ပြီးစမ်းမြုံနေတော့အစွဲခံရတာပါ အတက်ပညာသာတက်ပြီး အသိပညာတိမ်မိရဲ့အတွက်စက်သိမ်းမလဖြစ်ရရှာတယ်။မူပြီးထဲမှာသဘောကျမိရရှိရယ်။ဆရာမအိမ်ကတစ္ဆာရှိရဲ့ခွေးလေးတွေပါ။ဆွေရင်ရုံရင်နဲ့ဗဒက်တကောင်သုံးခါလောက်အကိုက်ခံလိုက်ရတယ်ထင်တယ်။ဩခွေးလောက်တောင်တစ္ဆာမရှိရဲ့နေပိတ်တွေတရားလဲရမိပါရဲ့ပြားလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးအပြောင်းအလဲဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်အစိုးရကိုစန့်ကျင်တဲ့နိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားသူတွေနဲ့အနုပညာသမားတွေဟာအစိုးရရန်တရားတွေရက်တက်အောင်ရှိဝဲစတဲ့အစိုးရဝန်ထမ်းတွေကိုနိုင်ငံသစ္စာဖောက်ဖို့နီလန်ဘောင်းဆောင်နဲ့ဖိအားပေးခဲ့ရာအစိုးရဝန်ထမ်းထောင်တောင်းစီဟာနိုင်ငံသစ္စာဖောက်ဝန်ထမ်း DCS အဖြစ်ခံယူလောက်ကင်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံတော်နဲ့ပြည်သူအကျိုးစီးပွားအတွက်တာဝန်ကြီးပွန်စွာထမ်းဆောင်နေကြတဲ့ဝန်ထမ်းတွေဟာ နိုင်ငံတော်ရဲ့ကျေးဇူးတစ်ဆာကိုစောင့်သိယူတည်ကြသူတွေဖြစ်ပြီးဘဲပါတီလူပုဂ္ဂိုလ်တဦးတယောက်တည်းတာဝန်ထမ်းဆောင်နေကြသူတွေမဟုတ်ပါဘူး DCS ဝန်ထမ်းအဖြစ်ခံယူလောက်ကင်ခဲ့သူတွေဟာနိုင်ငံဝန်ထမ်းကျင့်ဝတ်နဲ့မညီပဲနိုင်ငံတော်နဲ့ပြည်သူအကျိုးကိုလစ်လျူရှုကြသူတွေဖြစ်ရာလက်ရှိချိန်မှာလည်း၎င်းတို့ရဲ့အနာဂတ်လားရာဖြောင်ပြူကောင်းမွန်မှုမရှိပဲအခက်အခဲတွေရင်ဆိုင်နေရတယ်လို့သိရပါတယ်။အေရီတိုင်းဒေသကြီးမှာနေထိုင်သူတအိုးက ျွန်တော်တို့နာမနေဌာနရဲ့လူတအူးဆိုရင်အရင်တုန်းကကြောင်းစရာတအူးဖြစ်တယ်။ဒါပေမဲ့လက်ရှိချိန်မှာနိုင်ငံတော်အပေါ်တစ္ဆာဖောက်တဲ့ဝန်ထမ်းဖြစ်ခံယူလိုက်တဲ့အတွက်ပျံလုံနေရတယ်။နေစားပွားနဲ့ခက်ခဲရုံးကန်နေရတယ်။အဲဒီသူကိုဖုန်ကြီးတစ်ပါးကငွေစားပေးကြောင်းထားပေးမယ်။ဖုန်ကြီးကကြောင်းစရာဖြစ်အောင်ပြုစုပြောထောင်ပေးခဲ့တယ်။၂၀21ခုနှစ်မှာအရေးခင်ဖြစ်တော့ဖုန်ကြီးကအဲဒီကြောင်းစရာကိုနိုင်ငံတစ္ဆာဖောက်ဝန်ထမ်းအဖြစ်မလုပ်ဖို့တားမြစ်ခဲ့တယ်။ဒါပေမဲ့အဲဒီကြောင်းစရာကလက်မခံပဲ နိုင်ငံတစ္ဆေဖောက်ဝန်ထမ်းအဖြစ်ခံယူလုပ်ကိုင်ခဲ့တယ်။ဖောင်ကြီးကလည်းအဲ့ဒီသူကိုသူ့ရဲ့အကြောင်းဝန်အတွင်ဝင်ခွင့်မပေးတော့ဘူး။အခုဆိုရင်အဲ့ဒီအကြောင်းစီရဟာပယံနောက်လိုက်လောက်တာတို့စိုက်ကားနင်းတာတို့နဲ့ဘဝကိုခက်ခဲစွာအယုံကန်နေရတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာနိုင်ငံတစ္ဆေဖောက်ဝန်ထမ်းဖြစ်ခံယူလုပ်ကိုင်ခဲ့သူအများစုရဲ့ဘဝဟာတာယာဖြောင့်ဖြူတာမျိုးမရှိဘူးလို့ပြောပါရတယ်။ဘလို့ပင်ဆိုနေစေကမူတစ္ဆေဖောက်တွေရဲ့သွားရလန့်ဟာဖြောင်ဖြူရထုံးစံမရှိတဲ့အတွက်တမ်းမတော်အပေါ်တစ္ဆာဖောက်ခဲ့သူပဲဖြစ်ဖြစ် ိုင်ငံတော်အစိုးရဘောတစ္ဆာဖောက်ခဲ့တာပဲဖြစ်ဖြစ်တစ္ဆာဖောက်ခဲ့တဲ့ဝန်တန်းတိုင်းရဲ့အနာကက်လန်းဟာဖြောင်ပြိုးကောင်းမှုမှမဟုတ်ပဲအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်ရှင်